ီးခဲ့တဲ့ဖေဖော်ဝါရီကတရုတ်နိုင်ငံရှန်ဟိုင်းမြို့မှာရှိတဲ့ Tesla ရဲ့ကားထက်လောက်ရေးဟာအရင်လတွေကထက်ကျဆင်းသွားခဲ့တယ်လို့ဒီပကိုတင်မမှုကလည်း89ရာခိုင်နှုန်းထိကျဆင်းသွားတယ်လို့ကုမ္ပဏီကထုတ်ပြန်တဲ့စာရင်းတွေအရသိရပါတယ်။ဖေဖော်ဝါရီလမှာရှန်ဟိုင်းစက်ရုံကနေကားအစီးရေ3,911စီးပဲပြည်ပကိုတင်မနိုင်ခဲ့လို့အဲ့ဒီပမာဏဟာတရုတ်ရှန်ဟိုင်းစက်ရုံကနေပြည်ပကိုကားတင်ပို့တဲ့သမိုင်းတစ်လျှောက်အဆိုးရွားဆုံးအခြေအနေပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့2024ကပြည်ပကိုရှန်ဟန်စက်ရုံကနေကားအစီးရေ3124စီးတင်မုန်နိုင်ခဲ့ပေမဲ့အခုနှစ်မှာတော့ဒီပမာဏထက်လျော့သွားနိုင်တယ်လို့ Tesla ဈေးကွက်ဌာနကသုံးသပ်ထားပါတယ်ဖေဖော်ဝါရီလထဲမှာပြည်ပောက်ကားတင်ပေါ်တာ89ရာခိုင်နှုန်းကျဆင်းသွားသလိုတီလမတိုင်ခင်ဇန်နဝါရီလကလည်း86တသမ800ရာခိုင်နှုန်းကျဆင်းခဲ့ပါသေးတယ် အခုအချိန်နီဟာ2022ခုနှစ်စွန်လနောက်ပိုင်းအစိုးရဆုံးရလက်ဖြစ်တယ်လို့လည်း Tesla ကပြောထားပါတယ်။သူတို့ရဲ့အတီးကဈေးကွက်တွေထဲကတစ်ခုဖြစ်တဲ့ UK ဈေးကွက်မှာတော့ကားအစီးရေ18200ရောင်းထားလို့ရလက်ကောင်းတွေရထားပေမယ့်တရုတ်ပြည်တွင်းဈေးကွက်မှာတော့ရောင်းအားကျဆင်းနေတာကိုတွေ့ရပါတယ်။အခုနှစ်တရုတ်ပြည်တွင်းဈေးကွက်ရဲ့ဖေဖော်ဝါရီလရောင်းအားဟာအရင်နှစ်ဖေဖော်ဝါရီလရောင်းအားထက်46.9%ခန့်ကျဆင်းသွားပါတယ်။ အခုနှစ်ဇန်နဝါရီနဲ့ဖေဖော်ဝါရီလနှစ်လမှာတရုတ်ပြည်တွင်းနဲ့ပြည်ပကိုအစည်းရေ3688စီပဲရောင်းလာလို့ပြီးခဲ့တဲ့နှစ်ဇန်နဝါရီနဲ့ဖေဖော်ဝါရီရောင်းလာတဲ့52ရာခိုင်နှုန်းကျော်ကျဆင်းသွားခဲ့တာပဲဖြစ်ပါတယ်။စည်ရင်းတွေထဲကမိုရယ်အလိုက်ရောင်းအားကိုခွဲထုတ်ကြည့်ရင်နော်မိုရယ်ဝိုင်းရဲ့ရောင်းအားက89.8ရာခိုင်နှုန်းထိကျသွားတယ်လို့မိုရယ်3က600ခိုင်နှုန်းကျဆင်းသွားခဲ့တာပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလကတရုတ်နှစ်သစ်ကိုအားလည်းရက်ရှည်ဖြစ်တဲ့အတွက်ရောင်းအားကျသွားတာဆိုပေမဲ့ပြီးခဲ့တဲ့နှစ်တွေကထက်ရောင်းအားကျသွားတာကတော့ Tesla တဲ့တရုတ်ဈေးကွက်မှာစိုးရင်စရာရှိလာခဲ့တာပဲဖြစ်ပါရဲ့ပြီးခဲ့တဲ့ဇန်နဝါရီလထဲမှာ Tesla ဟာအထူးကကားမော်ဒယ်တစ်ခုဖြစ်တဲ့ Model Y ကို version မြင့်ပြီးတရုတ်ဈေးကွက်မှာမိတ်ဆက်ခဲ့ပါရဲ့ ဈေးကွက်မိတ်ဆက်ပြီးတလအတွင်းမှာပဲအမှားစာပေါင်း2သိန်းလောက်ထိရခဲ့ပေမဲ့ကားလက်ဝယ်ရရှိဖို့အတွက်အချိန်ကြောင်းစောင့်ဆိုင်းရမှာဖြစ်တာကြောင့်တချို့အမှားစာတွေကအငွေပြန်အန်းခိုင်းတာတွေရှိနေတယ်လို့သိရပါတယ်ရှင်။